ကွန်လွန်ခဲ့သောနှစ်ပေါင်း90ကျော်1960ပြည့်နှစ်ဝင်းကျင်ကကျွန်တော်မောင်ဘူကြီးကာလာသားပေါ့ဆရွယ်ကဥစ္စာဆောင်တိုက်သမိုင်းရုပ်ရှင်ဇာတ်ကားတွေကြည့်ဘူးခဲ့ပါတယ်။မမီးတလောက်ပြောရရင်တော့မမင်းစိန်မမင်းသိန်းရှင်ဖြူရှင်ညိုရွှေချိုးပြူမူလာခဲ့ဒေးပလိန်ငွေစိန်ဒေးစွန်မာရုပ်ရှင်ကားတွေပဲဖြစ်ပါတယ်။စာပေနဲ့ပတ်သက်လို့လည်းဘာမစတာလို့စာဆောင်နေနဲ့စတင်ထိတွေ့ပြီးတော့ဆရာကြီးများဆက်ကြရဲ့တိုက်သမိုင်းဇက်လံတဲထဲရင်ဘူးတိုက်တူးသမားနဲ့တိုက်ဆောင်ပရလောကသားတွေနဲ့ပညာပြိုင်တက်ခိုက်တဲ့စာတွေကိုလည်းဖတ်ခဲ့ဘူးပါတယ်။ ပန်ထရာကြည်လင်လို့ဥစ္စာဆောင်တိုက်သမိုင်းနောက်ပိုင်းတင်ဆက်ကပြတဲ့ဇက်တွေလည်းကြည့်ခဲ့ဘူးပါတယ်။စိတ်မကောင်းစရာတွေတဲတဲ့ရင်ဖို့တွေတုံလို့ခြောက်ချားစရာတွေတနာကိယူနာဖြစ်ရတာတွေကြီးပါပဲ။ဥစ္စာဆောင်ဘဝရဲ့တက်တန်းကနောက်နှစ်ပေါင်းများစွာဘလောက်ကြာမယ်မှမသိအရိမဒီယာမြတ်စွာဘုရားပွင့်မှာပဲကျွလွတ်မှာဖြစ်တဲ့ကြောင့်တရားလို့ညီးငွေ့စရာကောင်းလာတဲ့သူတို့ဘဝကိုစာနာထောက်ထားမိပါတယ်။သူတို့တွေကဘာတွေကိုစောင့်ကြလို့ဥစ္စာဆောင်လို့ခေါ်ကြတာလဲလို့စူးစမ်းကြည့်တဲ့အခါမှာတော့မြန်မာပြည်ရဲ့ရဲ့မှာရှိနေတဲ့မမြင်မတွေ့ရတဲ့ဖျားပစ္စည်းတွေရှိရာတိုက်တွေကိုမတမာသူတွေလောဘ သမားတွေတိုက်တူးသမားတွေရန်ကနေကာကွယ်ဖို့ဆိုတာတက်ကြီးစကားတက်ငယ်ကြသဘောနဲ့တီးခွင်ရခဲ့ပါတယ်ဖေအားဖြစ်ခွင့်ရဟန်းတန်ခါဖြစ်ခွင့်အလူရည်ဆက်လက်နဲ့မကွာလူတန်းခွင့်ဘာသာတာသနာကျိုးကိုတည်ဖို့ခွင့်ဆိုတာလူဘဝဘုံသားမှာပဲကုသပြုခွင့်ရှိပါတယ်အဲဒါကြောင့်မဲ့ဥစ္စာဆောင်တွေဟာသူတို့ရဲ့အကြီးအကဲတွေထံမှာခွင့်ပန်ပြီးတော့အချိန်ကာလကန့်သတ်ချက်ကိုဂရီပေးပြီး လူသားမိခင်ဝမ်းကြတိုင်းမှာတရီတဲမွေးဖွာအရွယ်ရောက်အိမ်အောင်ကြတာသမီးတွေရမိသားစုတွေအပြန်အလှန်တန်ရောစဉ်ညှိတွေ့ပြီးတော့မိသားစုတိုက်တိုက်ဝုန်းဝုန်းနဲ့ပျော်ရွှင်ချမ်းမြေ့ခြင်းအရာတာကိုခံစားလို့အချိန်ကောင်းနေစေမှာပဲဝန်ခံကလေးပေးထားတဲ့အချိန်ကာလကစေ့သွားလို့တိုက်ဆောင်ကြီးကလေးကပြန်ခေါ်လူဘဝရောက်နေတဲ့သူကလည်းမိသားစုတန်ရောစဉ်နဲ့ဘဝဟောင်းကိုမပြောင်းခြင်းသူ့ဘက်ကိုပဲလွန်ဆွဲကမျှဝေခံစားရပြီးတော့ရင်နှင်းအောင်ခံစားရရင်နဲ့ကိုယ့်ဘက်ပါလာပါစေလို့ဆန္ဒပြုဆုတောင်းမိတော်လဲဆုတောင်းမပြည့်ပဲနဲ့အရှုံးပေးအသက်ဆုံး ရချိန်မှာတော့ဝမ်းနဲ့ပူဆွေးခဲ့ကြရပါတယ်။တိုက်စာညွန်ရဖះပစ္စည်းမှန်တိတိကြီးနဲ့မတမာသူတွေလောဘသမားတွေငရဲမကြောက်သူတိုက်တူးသမားတွေဟာတိုက်ရှိရမြေပုံညွန့်နဲ့လိုက်ရှာ တွေ့ပြီဆိုတော့ငပြောပွဲအုံးပွဲတွေပြင်ဂါထာမန္တရားဘာညာစမဂလာတွေမမ်းမှုတ်ပြီးတော့အင်းကွက်အစီရင်နေလို့အဆောင်ရောင်နေနဲ့တိုက်တူးတိုက်ဆောင်ဘလူးတရေပရလောကသားတွေနဲ့တိုက်ခိုက်နေစမှာအသေးတရားရရင်တဖူဖူနဲ့မြင်တွေ့ရချိန်ဟာတိုက်တူးသမားကပဲအနိုင်ရသွားလိမ့်မလားစိုးရိမ်နေချိန်တိုက်ပွဲပြီးလို့တိုက်တူးသမားတွေမရှိမလားရှုံးသွားမှာပဲဟင်ငနဲ့ချရတာကြီးပါပဲမြေပြင်ကိုရေထင်ပြီးကုပြတဲ့ပြကွက်လက်ညိုးတို့လက်မတို့လောက်အရွယ်စားရှိတဲ့ပြောင်းဝင်ကြီးကလိုက်တုတ်ခံရတဲ့ပြကွက်တဝုံးတဝောဝောနဲ့တောက်လောင်နေတဲ့ ော်မီဝိုင်းခံရလို့ပြေးပေါက်မရှိတဲ့ပြက်ွက်တွေမြင်ရတဲ့အချို့ပြိတက်ရဲ့ဝမ်းသာအားရအော်ဟစ်ပြီးတော့လက်ခုပ်ဒီတန်တွေကရုပ်ရှင်ယုံကြီးပွင့်ထွက်သွားမလို့ပါပဲတကယ်တော့ဥစ္စာဆောင်တွေရဲ့တာဝန်ကဖះရှိရာတိုက်တွေကိုစောင့်ကြပ်ရတာဖြစ်လို့တာဝန်ကြီးလာပါတယ်အန်ဒီရယ်လည်းများလာပါတယ်နစ်ကာလာအကန့်အသတ်မရှိတာကြောင့်လည်းတနာဂိယူနာဖြစ်ရပါတယ်မချွတ်မလွတ်ကြဘူးဆိုရင်တော့မှသူတို့ကိုတော့အနာရစေချင်ပါတယ်အနာရဖို့အရေးတောင်အစားထိုးပေးရမှာပါမောင်ဘူကြီးကိုယ်တိုင်ကလည်းတနာဂိယူနာဖြစ်မိပေမဲ့လည်းအစားဝင်ပေးဖို့စိတ်ကူးတဲ့တောင်မထည့်ရဲပါဘူးလက်ရှိဘဝအဆုံးခံရမှာဖြစ်လို့ ုပါပဲသူတို့တွေကိုဘယ်လိုနီးလဲရှာကြံပြီးတော့အစားထိုးတောင်းဝန်လဲပေးရရင်ကောင်းမလဲအဲဒီလိုမျိုးမောင်ပိုကြီးကဘယ်လိုမှစွန့်ဆောင်နိုင်ခြင်းမရှိတာကိုစေစုနဲ့လေးစုကြော်ကြလောက်ခေါင်းထဲမှာထည့်ပြီးစဉ်းစားနေမိပါတယ်သူတို့ကိုယ်တိုင်ရရောသူတို့နီးသူတို့ဟန်နဲ့ဘယ်လိုအစားထိုးကြမလဲဆိုတာပြင်းပြတဲ့တိလိုစိတ်ရှိပေမဲ့လည်းတကယ်တိခွင့်ရတာကတော့ဘကိုးယိုးမှတကိုးကြီးဖျားတွေမှာရှိတယ်တိုက်ဆောင်ဥစားဆောင်တွေကအရှိယိုးမှတကိုးကြီးတွေစီကတိုက်တွေကိုပြောင်းအရှိယိုးမှတောင်ပေါ်တကိုးကြီးဖျားတွေရှိတယ်ဖျားတိုက်ဆောင်တွေဥစားဆောင်တွေကအနောက်ယိုးမှတကိုးကြီးဖျားတွေကတိုက်တွေကိုပြောင်းအနောက် ောက်ယိုးမဥစ္စာဆောင်ကပကိုးယိုးမကိုပြောင်းအဲဒီလိုအချင်းပြောင်းနေတော့ရှိတယ်ဆိုတာပါပဲမောင်မကြီးရဲ့ရင်ထဲကဆန္ဒကရှိရှိသမျှဖះအတိုက်ဆောင်ဥစ္စာဆောင်နေအလုံးလူဘဝကိုရောက်စေခြင်းပါတယ်ဖះပစ္စည်းဖះအတိုက်ဆိုတာလဲလက်ရှိဥစ္စာဆောင်နေမရှိတော့ရင်ဘသူဆောက်မှာလဲဘသူကကာကွယ်မှာလဲမဖြစ်မနေတော့အစားထိုးရမှာပါပဲမောင်မကြီးတယောက်စေစုနှစ်3-4ခုကျော်လောက်စဉ်းစားလို့မရအဖြေမရှိတဲ့ဗဟေရီဟာ1985ခုနှစ်မှာတော့အဖြေရှာလို့ရခဲ့ပါပြီမောင်မကြီးရဲ့အဖြေကိုတော့တိကျမှန်ကန်ကြောင့်အာမမခံရဲပဲမဲ့လဲအနည်းဆုံးခတ်မှန်လို့ရတဲ့အဖြေလို့တော့ ော့တက်တည်အထောက်ထားနဲ့တင်ပြလိုက်ပါတယ်1985ခုနှစ်မတ်လတပေါင်းလာမှာပါကြိုက်စကောရွာအနောက်ဘက်သုံးမိုင်ကျော်ခန့်အကွာပဲခူးရုံးမတော်ဆက်မှာစားတောက်ကုန်ဆက်ရုံများစီမံကိန်းဆောက်လုပ်စဉ်ကဆောက်လုပ်ရေးလုပ်ငန်းအဖွဲ့74ရဲ့ရှင်ပြူရဟန်းကန်အလူကြီးဟာစီကားတိုက်မြိုက်စွာကျင်းပပါတယ်မောင်ပူကြီးဟာဒုံလပမဲမပောက်ပင်မဲ့လဲပရိခေယရှစ်ပါးဖို့ထဲ့ဝင်လူရမ်းမှာမယ်လို့အင်ဂျင်နီယာအကြီးကဲတွေစီခွင့်ပန်တဲ့အခါမှာတော့ AU မောင်လေးကခွင့်ပြုပြီးတော့သူကိုယ်တိုင်ရဟန်းတကာဘွဲ့ခံပေးလို့မောင်ပူကြီးဟာဒုံလပရဟန်း71ရဲ့ဝှက်ဖြစ်လိုက်ပါတယ်မောင်ပူကြီးတယောက်က ာကာလတို၁၁ရက်တွင်မှာပဲဖះအလုတ်တရားလုတ်ကိုစိတ်ရှင်းရှင်းနဲ့ဇောက်ချလွတ်လို့ရာကြောင်းအချားမဲပေါက်တဲ့ဒုံလပတ်ယဟန်နေနဲ့ယောနောသတင်းမသုံးမနဲ့ဆွေမျိုးတော်ဆက်သူဆရာတော်ရှိရာဒေးစွန်မှာတောင်ကြီးဗုဒ္ဓဝိဟာရအကြောင်းကိုကြွရောက်သတင်းသုံးလိုက်ပါတယ်ဖះရိတ်တရားရိတ်တောရိတ်တောင်ရိတ်ခိုမိရခြင်းစိတ်ငြိမ်အေးမြခြင်းအရာတာကိုလက်တွေ့ခံစားရလို့ကိုယ်တိုင်ရွေးချယ်မှုပေါ်မှာလည်းဝမ်းသာပီတိဖြစ်ရပါတယ်ဒေးစွန်မှာဇေဒီတီရှိရာတောင်ပဝင်းကျင်မှာတော့ဖះတိုက်တွေပေါ်များကြောင်းဥစ္စာဆောင်တွေပေါ်များကြောင်းမကျွတ်မလွတ်တဲ့တရေသစေပရာလော ောကသားတွေနေရအနံ့ပြားမှာရှိနေကြောင်းကိုတော့ငယ်စဉ်ကတည်းကကြားပူပြီးသားဖြစ်လို့စမ်းကြယ်အံ့ဩနေစရာတော့ဖြစ်မနေခဲ့ပါဘူး။မောင်ဘူးကြီးကဆရာတော်ပြောပြတဲ့နီးနာနိဒရတိုင်းအာယုံနှိမ့်မြုပ်ပြီးတရားလို့ကိုကြင်ကြံအားထုတ်ခြင်းတရားမမတ်ခင်တရားမတ်ပြီးတိုင်း32ပုံသားတွေအလုံးကိုမြစ်တာတို့ပြိတ်တော်ရွတ်ဆိုပြီးတော့အမြပေးဝေပါတယ်။မောင်ဘူးကြီးတရားမတ်ခြင်းလို့ဟာဘာနောက်ရှမမရှိပဲနဲ့အကျိုးရှိရှိဆောင်ရွက်နိုင်ပါတယ်။မောင်ဘူးကြီးတယောက်ယာယီသတင်းသုံးနေတဲ့ဗုဒ္ဓဝိဟာရကျောင်းမှာကျောင်းနေတန်းက9ပါးကိုရင်က9ပါးကျောင်းသားတွေမရှိကြလေ ီတော့ကျောင်းဝေယဝစားဖြစ်တဲ့ကျောင်းမကြီးစွန်းစားစေရဲ့ဓမ္မယုံစင်းကြံလန်စတဲ့အဆောက်အုံတွေကကြည့်လို့အမြင်မတင်တယ်လားပေါ့။ဘာကြောင့်လဲဆိုတော့တန်ရှင်းတက်ရမှုမရှိလို့ပါပဲ။ကျောင်းဝင်းကျဲကြီးထဲမှာလည်းနစ်ရှည်ပင်ကြီးတွေဝေယုံပင်တွေကကျွေကြတဲ့ရွက်ချောက်တွေကခြေချစရာမရှိအောင်ပြန်ကျဲလို့နေပါတယ်။ကျောင်းရှိလမ်းမကြီးပဲကျောင်းတွင်စင်းကြံလန်နဲ့ရှိသမျှကျောင်းဆောင်တွေကလည်းရေအိုးစင်တွေရှိပါလေရဲ့။ရေပြည့်သူကုသိုလ်ရှင်မရှိတာကြောင့်ရေအိုးတွေကမောက်ထားရတဲ့အခြေအနေပါ။မောင်ပူကြီးတို့ကတော့အခွင့်ကောင်းကြီးပါပဲ။မောင်ပူကြီးကဘဲတန်ကဘဲကိုရင်ကမှအပြစ်မမြင်ပါဘူး။တန်က နဲ့ကိုရင်ရဲ့နေဆာဒူဝါလုကမနက်၄နာရီမှာအိပ်ရထား၄နာရီခွဲကနေ၅နာရီထိဖျားဝတ်တက်ပြီးတော့အရင်နောက်မှာတော့စွန့်ကန်ကြွားဖို့အတွက်အလန်းဝေးလာတဲ့ဝမ်ဘိန်ရွာဒီစွန့်ကန်ကြွားရပါတယ်၁၀နာရီကျော်မှကျောင်းကိုပြန်ရောက်ပါတယ်အရင်နောက်မှာလည်းပြင်ဆင်စရာရှိတာပြင်ဆင်နေစွန်းစားပြီးရင်တော့ညနေ၄နာရီထိစာကျက်စာအံတရားထိုင်ပြီးတော့မှတန်းဖြုတ်တာကြောင့်ညနေ၆နာရီထိကိုပိုင်ချင်းရောက်တဲ့အခါမှာဘဲတန်ကဘဲကိုရင်ကမှမလုချင်ကြတော့ပါဘူးမောင်မိုးကြီးတို့ကတော့ဒါအခွင့်ကောင်းပါပဲ ညနေ၄နာရီကနေည၆နာရီထိရရှိနေတဲ့ကိုပိုင်ချိန်၂နာရီအတွင်းမှာကြောင်းတွင်ကြောင်းမြင်ဒေးစွန်မှာတောင်တက်လမ်းမကြီးနဲ့ကြောင်းပေါ်တွေပါမကြံတပြက်စီးလေတန်ရှင်းရေလောက်ပါတယ်တေးရွက်၆လေးအမိုက်တရိုက်တွေမီးရှို့ပါတယ်ပြီးရင်တော့ရှိရှိသမျှတောက်ရည်အိုးတွေကိုရေဖြည့်ပါတယ်၁၇ရက်သောကာလတို့အတွင်းမှာမောင်ပိုကြီးကုသိုလ်ပြုလိုက်တာပါအမျက်ထုတ်လိုက်တာပါ ကျောင်းနိုင်ဆရာတော်နဲ့ယဟန်တကာတွေကိုကျေးဇူးဆက်လိုက်တာပါဒေဆုမဇီရီတောင်တကျောမှာရှိရှိသမျှသောတိုက်ဆောင်ဥစ္စာဆောင်ပရာလောကဝိညာဉ်လောကသားတွေ30ပုံသားတွေအတွက်ပြုသမျှကောင်းမှုကုသိုလ်တွေအတွက်အမျှဝေလိုက်တာပါမောင်မိုးကြီးခေါင်းစဉ်ပေးရတဲ့ချီယာထင်၍လူမမြင်ပါကိုပြန်ဆက်ပါအောင်မယ်အဓိကပြောချင်တာကအဲ့ဒါပါပဲရှေးရမြောက်တဲ့နေ့3နာရီကျော်လောက်မှာတော့မောင်မိုးကြီးစီးထသွားပြီးတော့ပြန်ကျင်းစဉ်မှာနှစ်ချိုက်စွာကျင်းဆက်နိုင်ခြင်းမရှိတော့ဘဲနဲ့အသည့်ရှိနေစေ노တဝက်အိတ်တဝက်မှာပဲအိမ်မက်မှတ်ပါတယ်မောင်မိုးကြီးကျောင်းဝင်မဟုတ်ပါမှဒေဆုမတောင်တက်လမ်း ဘက်မျက်နှာမူပြီးတော့ရက်နေပါတယ်မြူတိန်ကင်းနဲ့လာဝန်းကြီးရဲ့အလင်းရောင်ကလည်းထိန်လင်းနေပါတယ်အဲဒီအချိန်မှာယောက်ျားမိန်းမကလေးလူကြီးကိုဝန်ဆောင်မျိုးသမီးစစ်ယူနီဖောင်းကို၃-၄ဦးပါဝင်အင်အား30လောက်ဟာဒေးစွန်မှာတောင်ပေါ်ကိုဥတီပြီးတော့တက်သွားကြပါတယ်အိမ်မက်ဆိုတာရာသီဥတုအပူအေးကြောင့်စိတ်ဆွဲလန့်မှုကြောင့်တွေးလေလှုပ်ရှားမှုပုံမှန်လဲပတ်မှုတွေမဟုတ်ခြင်းကြောင့်မြင်မက်တတ်ခြင်းလို့လည်းမှတ်သားမှုပါတယ်အခုမောင်မိုးကြီးမှတ်နေတဲ့အိမ်မက်ကဘာကောင်းစင်မှမရှိဘာအကြောင်းပြချက်မှမရှိတဲ့အိမ်မက်ပါအိမ်မက်ဆိုပေမဲ့လည်းတကယ်လက်တွေ့ကြီးလို့ကိုခံစားနေရပါတယ်ထုံးစံတိုင်းမင်းမန နက်9နာရီခွဲအလင်းရောင်တက်တဲကွက်ကွက်မြင်ရတဲ့ချိန်မှာတော့ဝမ်ဘိန်ရွာဘက်ကိုစွန့်ကန်ကြွားဖို့အတွက်ကျောင်းဝင်မဟုတ်ပါမှတန်ဃာတွေစုစည်းနေတဲ့ချိန်ဟာဒီမှာချစ်ရရပါလားအချိန်မတော်ဘယ်ရက်ဒေသကဖះဘူးတွေတက်သွားလဲမသိဘူးအဲဒီလိုမျိုးအဆန်းတကျယ်ဆူလိုက်လို့မောင်ပိုကြီးတို့တန်ဃာတွေကဝိုင်းအောင်ကြည်ပြီးတော့အံ့ဩနေပါတယ်အမျိုးမျိုးသောထင်ကြီးပြတဲ့ဇာတ်တွေနဲ့လည်းမတ်ချက်ပြီးပြောဆိုကြပါတယ်အံ့ဩမယ်ဆိုရင်လည်းအံ့ဩစရာပါပဲညနေ6နာရီကျော်မောင်ပိုကြီးတို့တစ်ရွက်နဲ့အမိုက်တရိုက်တွေတစမကြန်လဲချင်းပြီးတဲ့နောက်ပိုင်းနောက်တနေ့မနက်9နာရီလောက်ထိကလူသွားလူလာဘယ်သူမှရှိမ မနေပါဘူး။အဲဒီလိုမျိုးဘသူမှအသွားလာမရှိတဲ့နေရာမှာခြေရာတွေထင်ကျန်နေလို့ပါပဲ။ယောက်ျားမိန်းမကလေးလူကြီးတွေရဲ့ခြေရာတွေပါ။ဖနက်ရာတွေကစစ်ဖနက်ရာတွေပါပါနေပါသေးတယ်။အင်အားက30ကျော်လောက်ရှိမယ်လို့လည်းခန့်မှန်းရပါတယ်။မောင်ပိုကြီးမြင်မှတ်ခဲ့တဲ့အိမ်မက်နဲ့လက်တွေ့အမြင်အားတထထဲဖြစ်လို့ပို့ပြီးတော့အံ့ဩရပါတယ်။ဒီစွန်းမှာတောင်တော်ဘော်ကိုဒီလိုညအချိန်မတော်ကြီးဘယ်ဖရားဘူးဧည့်သည်မှာလာလေးလာတာမရှိပါဘူး။ကျောင်းနေတန်ကအားလုံးလည်းအတိဆုံးဖြစ်လို့အဖြေမရှိတဲ့ဗဟေရီဖြစ်နေခဲ့ပါတယ်။ဗဟေရီမန်ကိုဖော်ထုတ်ပေးနိုင်သူဆိုလို့ရသေးကြီးဥပြူကိုပဲမြင်မိပါတယ်။ရသေးကြီးကဒေ စုမစေတီကိုနိနံလိုက်အရက်မျက်နာတွေမှာညာလုံးပေါက်တရားကျင့်နေတဲ့ပုံကူသူဖြစ်လို့ပါပဲ။မောင်မကြီးတို့တန်ငါတွေကစုယုံနေစင်မှာပဲရသေးကြီးဥပြူဟာအလူကန်ထွက်ဖို့အတွက်ငိုက်ဆိုင်ငိုက်ဆိုင်နဲ့ရှောက်လန်းလာခဲ့ပါတယ်။ရသေးကြီးခေါင်းကြီးငုံပြီးတော့ငိုက်ဆိုင်ငိုက်ဆိုင်နဲ့ဘာပြောက်လို့လဲ။တန်ငါတပားရဲ့မိကိုရသေးကြီးဥပြူဟာဘာမှမပြောက်ပါဘူး။ခြေရာတွေတွေ့လို့ပါ။ဥပစင်းတို့လည်းအဲ့ဒါစဉ်းစားနေတာရသေးကြီးနဲ့တွေ့လို့ရှိရင်အချင်းနေမှန်သိရမှာပဲထင်တာ။ပြောပါဦး။ ဖះဘူးဧည့်သည်တွေဘယ်ချိန်လောက်ကဖះဘော်ရောက်လဲအင်အားဗနေရောက်လောက်ရှိလဲဖះဘော်ကတော့တယောက်မှရောက်မလာဘူးဦးစင်းရဲ့ချီယာတွေကတောင်တက်ဇင်းကြံထိတ်မှာပဲပျောက်သွားတယ်ယောက်ျားမိန်းမကလေးလူကြီးစစ်ဖက်နဲ့ရအောင်ပါသေးခံမှန်းကြည့်ရတာတော့အင်အား30လောက်တော့ရှိမယ်ထင်တယ်ခတ်တော်နေပြီ ဗဟေရီယန်ရှင်ကမြင်းတရံမြင့်လို့လာတာကြောင့်လမ်းတစ်လျှောက်လုံးလဲစဉ်းစားလာလိုက်တာဝမ်ဘဲအင်းရွာကိုရောက်လို့ရောက်မှမသိရောက်ခဲ့ပါတယ်ဥပစင်းတို့မနေ့ကတရင်ကြားပြီးလာရောပေါ့ဝမ်ဘဲအင်းရွာတွေကပုံမှန်ဆွန်းလောင်းနေကြတကားတူရဲ့ရှောက်ထားချက်ပါဘာတရင်မှလဲအမင်္ဂလာတရင်မို့ရှောက်တယ်မို့တော့နှုတ်မထွက်ပါဘူးခင်ဗျာရှောက်တင်စမ်းမအောင်ကွယ်ဥစင်းတို့လည်းသိကျင်လို့ပါမနေ့ကနေ့လေက RTC ဘတ်စကားနဲ့တစ်တင်လာတဲ့ကလမ်းစုံမှာတိုက်ပြီးတော့ RTC ဘတ်စကားကြီးမီးလောင်တာခရီးသည်တွေအကုန်လုံးမီးရဲပါသွားတယ်လေတယောက်မှမရှိဘူးအင်အား30ကျော်လို့ပြောတာပဲ ။အော်စွန်းငံကြွတန်ငါတွေရဲ့တုံ့ပြန်လိုက်တဲ့အာမေရိတန်တွေပါပဲ။မောင်ပိုကြီးဖြစ်စဉ်တွေအားလုံးကိုတခုချင်းအမှတ်စဉ်တက်ပြီးအပြေထုတ်ကြည့်ပါရစေ။နံပါတ်1မောင်ပိုကြီးရဲ့အိမ်မက် နံပါတ်2အကြောင်းရှိမှမြင်တွေ့ခဲ့ရတဲ့ခြေရာတွေနံပါတ်3ရတိကြီးဥဖြူလျှောက်တင်ချက်နံပါတ်4ဝင်းပန်းရင်းရွာဆွန်းတကာလျှောက်ထားတဲ့တရင်စကားပါလေးချက်လုံးကအချိတ်ဆက်မိမိခွင်းဆက်မပြတ်တာကြောင့်တိုက်ဆိုင်မှုလို့တော့ပြောလို့မရတော့ပါဘူးမောင်ပိုဤဖြေကိုစဉ်းစားလို့ရပါပြီမောင်ပိုဤရဲ့ဖြေဟာတိကျမှန်ကန်ပါတယ်လို့အမတ်ကန်ချက်မပေးနိုင်ပေမဲ့ဖြစ်နိုင်ခြေအရှိဆုံးသောအဖြေပါလို့တော့ပြောရပါတယ်ဥစားဆောင်ဘွားရဲ့အပေါ်မှာစာနာထောက်ထားပြီးတော့အချိန်ကာလအကန့်အသတ်မရှိစောင့်ကြပ်ရခြင်းကလွတ်မြောက်စေလိုတဲ့ဆန္ဒပါအခုတော့လွတ်မြောက်ကုန်ပြီထင်ပါတယ်ဖြစ်စေခြင်းတဲ့ဆန္ဒ ပြေးဝပဲမလဲဝမ်းမတာနိုင်ခဲ့ပါဘူးသူတို့စားတာဝန်ယူလဲလဲပေးဖို့အတွက်ဒေးစွန်မှာတောင်းတက်လန်းတိုင်းတက်သွားတဲ့ချီယာပိုင်ရှင်တွေကြောင့်ပဲဖြစ်ပါတယ်ဇလန်းလေးကတော့ဒီမှာတွေမဲ့ပြီးဆုံးသွားခဲ့ပါပြီဗျဇလန်းလေးကိုစုံနေတိလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်